ရုရှားနိုင်ငံကိုနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်ရောက်ရှိနေတဲ့ NASA ကဥက္ကဋ္ဌနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်တို့ဟာဒီကနေ့မလ၄ရက်ရုရှားဒေသစံတော်ချိန်၃နာရီခန့်မှာကရမလင်လမ်းတော်မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကို NASA ကဥက္ကဋ္ဌနဲ့အတူကောင်စီတွဲဖက်အတွင်းရင်းမှုဗိုလ်ချုပ်ကြီးရင်ဝင်းဦးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးညိုစောဗိုလ်ချုပ်ကြီးမိုးအောင်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးဦးတန်းဆွေရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးတင်လင်းအောင်တို့တက်ရောက်ခဲ့ပါတယ်။ တိစုံပွဲမှာဆွေးနွေးမှုအခြေအနေတွေကိုဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းရောက်လိုင်းနဲ့ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံသမ္မတဗလာဒီမာပူတင်တို့တွေ့ဆုံရမှာနှစ်ဖက်အကျိုးရှိတဲ့ရုရှားမြန်မာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာတွေအပြင်နိုင်ငံတကာဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမှာဖြစ်ပြီးဆွေးနွေးပွဲပြီးမှာပိုရဲကြေညာချက်တရက်ထုတ်ပြန်ပြီးအစိုးရအချင်းချင်းနဲ့သက်ဆိုင်ရာဌာနအလိုက်သဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးဖို့စီစဉ်ထားတယ်လို့ရုရှားသမ္မတရုံးကထုတ်ပြန်ထားပါတယ်